နောက်ွယ်ကနေကြိုးကင်ပေးနေတဲ့လမ်းမဲကြီးကဘာလို့လဲဆိုတာကိုအားလုံးသိအောင်ဖွင့်ချလိုက်တဲ့ဖြူဖြူထွေးမင်္ဂလာပါပရိသတ်ကြီးရေဖြူဖြူထွေးကတော့စတုထအချိန်မြောက်ငလျင်ပေတဲ့ပြည်သူတွေအတွက်ထပ်မံလှူဒန်းခဲ့တဲ့ဗီဒီယိုလေးကိုဒီမရဲ့လူမှုကွန်ရက်စာမျက်နှာကနေဖော်ပြလာခဲ့ရင်ဒီမရဲ့နောက်ွယ်ကနေကြိုးကင်သူလမ်းမဲကြီးရှိတယ်ဆိုပြီးတော့ဗီဒီယိုထဲမှာပြောပြလာခဲ့တာဖြစ်ပါတယ် ဖြစ်ဖြစ်သေးကတော့ဟာသားဗီဒီယိုတွေရှိုက်ကူရင်းနဲ့နာမည်ကြီးလာခဲ့သူဖြစ်ပြီးသူမပြောလိုက်တဲ့စကားတိုင်းကအပျော်အပြက်စကားလေးတွေသာဖြစ်တာကြောင့်ဖြစ်ဖြစ်သေးကိုချစ်ကြတဲ့ပရိသတ်တွေကတော့ပွေမယူနိုင်ပဲအမြဲတမ်းချစ်ခင်နေကြတာလည်းဖြစ်ပါတယ်ပြီးခဲ့တဲ့မတ်လ28ရက်နေ့မှာဖြစ်ပွားခဲ့တဲ့အင်အားပြင်းခံလင်းကြောင့်မန္တလေးမြို့နဲ့စကိုင်းမြို့အပါအဝင်မြန်မာနိုင်ငံအလဲပိုင်းကမြို့တတော်များများမှာထိခိုက်ပျက်စီးမှုများပြားခဲ့ပြီးလူသေဆုံးမှုလည်းများများရှိခဲ့တာဖြစ်ပါတယ်။တဘာဝပေးရနေကိုခန်းစားခဲ့ကြတဲ့ပြည်သူတွေအတွက် ြဖြူသေးကလည်းသူမတက်နိုင်တဲ့အားနဲ့လူရမ်းမှုတွေပြုလုပ်နေတာပဲဖြစ်ပါတယ်။အခုတခါမှဆိုရင်လည်းဖြဖြူသေးကစတုထအချိန်မြောက်ငလင်ပေးတဲ့ပြည်သူတွေအတွက်ထပ်မံလူရမ်းခဲ့တာဖြစ်ပါတယ်။သူမအနေနဲ့ငွေသားချက်သိန်းပေါင်းတထောင်နဲ့အတူရေတန့်ခောက်ဆွဲကြောင်ဂိမ်းမုံနဲ့တခြားသောစားတောက်ဆရာများလည်းပါဝင်ခဲ့တယ်လို့ဖော်ပြထားပါတယ်။ အခုလက်တလုံး online ပေါ်မှာပွားနေတယ်လို့မျိုးသူမရဲ့နောက်ွယ်ကကြိုးကင်ထားတဲ့လက်မဲကြီးဟာသူမရဲ့မိသားစုသားဖြစ်ပါတယ်ဟုဆိုပြီးမိသားစုဝင် အားလုံးကိုကြိုးတချောင်းကိုကင်စီခဲ့ကဗီဒီယိုရိုက်ကူးခဲ့တာလည်းဖြစ်ပါတယ်ဖြစ်ဖြစ်သေးကယခုတခါလူရမ်းမဲ့အချက်သိန်းတထောင်အလူငွေအတွက်ခုနှစ်ရက်သားသမီးများလူရမ်းထားတဲ့အလူငွေတွေလည်းပါဝင်ပြီးဒီအမောင်းပမာဏကိုငွေသားထုတ်ယူဖို့ဘဏ်မှာ၄-၅ရက်ကြာလောက်အချိန်ယူခဲ့ရတယ်လို့လည်းထည့်သွင်းပြောကြားသွားတာဖြစ်ပါတယ် ယခုလက်ရှိမြန်မာနိုင်ငံမှာဘဏ်အကောင့်တွေကငွေထုတ်တဲ့အချိန်မှာအခက်အခဲပေါင်းများစွာကြုံတွေ့နေကြရတာဖြစ်ပြီးငလင်ဘေးအတွက်လှူဒန်းနေတဲ့ပရာဟိတလုပ်သူတွေမှာတော့ငွေချက်သိန်းထောင်ပေါင်းများစွာသိန်းတောင်းပေါင်းများစွာကိုရပ်ပိုင်းအတွင်ထုတ်ယူလို့ရနေကြတာကြောင့်ဘလိုနီလန်းတွေနဲ့ဒီလိုငွေချက်တွေကိုထုတ်ယူနေကြတယ်လဲဆိုပြီးတော့ပြည်သက်တွေကထောက်ပြမှုတွေလည်းရှိနေကြတာဖြစ်ပါတယ်။ ဖြဖြွထွေးကတော့ပရာဟိတတွေကိုတမျိုးပြီးတမျိုးလောက်ပြနေတဲ့သူမကိုဝေဖန်ကြမဲ့သူတွေအတွက်ပညာသားပါပါနဲ့တကွက်ပြလိုက်တာပဲဖြစ်ပါတယ်